အရှင်ဖရာတရားဟောလို့ကြွတန်းဝင်သွားတဲ့ဒကာဒကာမဘယ်နှယောက်ရှိပြီလဲတတိတော်ထင်တာပြောရရင်နာမည်ကြီးဖို့ဝေဖန်ထောက်ပြနေတာလို့တတိတော်ပြန်ဝေဖန်တယ်အမှန်တကယ်ကြွတန်းဝင်အောင်တရားဟောစေခြင်းတည်းအရှင်ဖရာအိမ်တဲအိမ်မှာအလှတစ်ခုလုပ်ရင်တန်ဃာတော်တွေ ပရိတရားတော်ရွတ်ဖတ်နေစဉ်တရားနာတဲ့လူကလိုက်ပြီးရွတ်နေရင်ရွတ်နေတဲ့တန်ခါတော်တွေအပတ်သိမ့်တယ်ဆိုတာ ဟုတ်ပါသလားဖရားတဲ့ယဟန်တွေက လူသားမဏေတွေနဲ့အတူ ပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့မလုပ်ရပါဘူးပုတ်ပြိုင်စာချတာတို့ပုတ်ပြိုင်စာရွတ်တာတို့ လုပ်မယ်ဆိုရင်ဗဒသောဓမသိခာဘုရားတုဒ္ဒပါစိတ်အပတ်သိမ့်ပါတယ်အဲ့ဒါကိုထောက်ဆပြီးတော့ တန်ဃာတော်တွေပြိယွတ်တဲ့အခါမှာနောက်ကလိုက်မရွတ်ကောင်းဘူးလို့တားမြစ်ကြတာဖြစ်ပါတယ်။ဆိုင်တော့မဆိုင်ပါဘူး။ဒါကြောင့်လဲဆိုရင်တန်ဃာတော်တွေပြိယွတ်တယ်ဆိုတာကပုံပြန်ချနေတာမဟုတ်ပါဘူး။တရားချင်းမြင့်နေတာဖြစ်ပါတယ်။ဒါကြောင့်နောက်ကလိုက်ရွတ်လို့တန်ဃာတော်တွေမှာအာပတ်မတက်နိုင်ပါဘူး။အဲတိုးတော်လဲပဲဒီနေရာမှာတတိထားရမှာတခုကမိမိဟာတရားနာပရိသတ်ဖြစ်ပါတယ်။အဲ့ဒီလိုတရားနာပရိသတ်ဖြစ်တာကြောင့်နောက်ကလိုက်မရွတ်ပဲ ငါကြားတာပဲကောင်းပါတယ်နော်အရှင်ဖယားတေဆုံးသွားတဲ့လူဟာခုနှစ်ရက်မပြည့်ခင် သူ့အိမ်မှာပဲရှိနေတယ်ဆိုတာ ဟုတ်ပါသလားဖယားဖြေကြားပေးပါအရှင်ဖယားတဲ့တချို့ကလူတယောက်တေသွားပြီဆိုရင်အဲ့ဒီတေသူရဲ့ဝိညာဉ်ဟာအိမ်မှာခုနှစ်ရက်ရှိနေတယ်လို့ယူဆတတ်ကြပါတယ်အဲ့ဒီအယူဟာအန္တရာဘဝဒိဋ္ဌိအယူဖြစ်ပါတယ်အန္တရာဘဝဒိဋ္ဌိအယူဆိုတာဈာကလဘဝတစ်ခုရှိတယ်ဆိုတဲ့အယူကိုပြောတာပါ အဲ့ဒီအန္တရာဘဝဒိဋ္ဌိအယူဟာလွဲမာတဲ့မိစ္ဆာဒိဋ္ဌိအယူဖြစ်တာကြောင့်ထေရဝါဒဗုဒ္ဓဘာသာအယူနဲ့ဆန့်ကျင်ပါတယ်သုတိနဲ့ပရိသန္တိဆိုတာတစ်ဆက်တည်းဖြစ်တာပါသုတိဆိုတာကတေတာကိုပြောတာပါပရိသန္တိဆိုတာကနောက်တစ်ဖန်ပြန်ပြီးငွေဖွာတာကိုပြောတာပါကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်လူဘုံနတ်ဘုံမှာဖြစ်ပါမယ်အကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်ငရေပြိတ္တာတရိစ္ဆာန်အထုရကယ်ဆိုတဲ့ အပယ်လေးပုံမှာဖြစ်ပါမယ်။ဒါကြောင့်လူဟာတည်ပြီးရင်ဝိညာဉ်ဘဝနဲ့အိမ်မှာခုနှစ်ရက်နေတယ်ဆိုတဲ့အယူဟာလွဲမှားတဲ့အယူဖြစ်ပါတယ်နော်။ယိုသေးစွာလျှောက်ထားအပ်ပါသည့်အရှင်ဖရာလူဘဝတွင်ယောက်ျားမိန်းမကွဲပြားရသောကုသိုလ်အကုသိုလ်တရားတို့အားနားလည်အောင်ရှင်းပြပေးတော်မူပါဖရာတဲ့။ဒါကနှစ်ပိုင်းခွဲပြီးဖြေရမယ်နော်။ပထမတစ်ပိုင်းကယောက်ျားမိန်းမကွဲပြားရခြင်းဟာကုသိုလ်ကံအကုသိုလ်ကံကြောင့်ဖြစ်တယ်။ ယောက်ျားဖြစ်ရခြင်းဟာကာမိတုမိစ္ဆာစာရကံကိုရှောင်ကျင်ပြီးကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းယောက်ျားဘဝကိုစုတောင်းတဲ့အတွက်ယောက်ျားဖြစ်ရတာဖြစ်တယ်ဒါကကုသိုလ်မိမဖြစ်ရခြင်းကကာမိတုမိစ္ဆာစာရကံကိုကျွလွန်ခဲ့လို့မိမဖြစ်ရတာဖြစ်တယ်ဒါကအကုသိုလ်ဒါပထမအပိုင်းဒုတိယအပိုင်းကတော့မိမဖြစ်တိုင်းလည်းပဲကာမိတုမိစ္ဆာစာရကံကိုကျွလွန်လို့မဟုတ်ဘူးဘဝနေကံတိကတဏှာကြောင့်ဖြစ်တယ်နော် ဘဝနိကန္တိကတနာဆိုတာမိမိဖြစ်တည်နေတဲ့ဘဝအပေါ်ကိုဆွဲလန်းတက်မှတ်တဲ့တနာကိုပြောတာပါမိမဘဝကိုရနေတဲ့လူဟာမိမိရရှိထားတဲ့ဒီမိမဘဝကိုပဲဆွဲလန်းတက်မှတ်ပြီးနောက်နောက်ဘဝတွေမှာလည်းပဲမိမဘဝကိုပြန်ပြီးလိုချင်ပါတယ်အဲ့ဒါကိုဘဝနိကန္တိကတနာလို့ခေါ်ပါတယ်အဲ့ဒီဘဝနိကန္တိကတနာကြောင့်လေမိမဘဝကိုရတတ်ပါတယ်ဥပမာရတ္တရာအမျိုးသမီးကိုကြည့်လိုက်ပါ ရတောတရားအမျိုးသမီးဟာယောက်ျားဖြစ်လောက်တဲ့ကုသိုလ်ကောင်းမှုတွေအများကြီးရှိပါတယ်။သို့တော်လည်းပဲမိမိဖြစ်တည်နေတဲ့မိမဘဝကိုသာတတ်မှတ်ပြီးမိမဘဝနဲ့ပဲဖခင်အလောင်းကိုပါရမီလိုက်ဖြည့်ပေးခြင်းဒါကြောင့်မိမဘဝကိုသာစိတ်ညွတ်တဲ့အတွက်ဖြစ်လျာဘဝတိုင်းမှာမိမပဲဖြစ်ရပါတယ်နော်။ဒါကြောင့်မိမဖြစ်တိုင်းလည်းပဲကာမိတုမိစ္ဆာစာရကံကိုကျွလုံလို့မဟုတ်ဘူး။ဘဝဏိကန္တိကတဏှာကြောင့်လည်းမိမဖြစ်တတ်တယ်လို့မှတ်သားထားရပါမယ်။ကဲဒါဆိုရင် ယောက်ျားမိန်းမဘာကြောင့်ကွဲပြားရတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်အရှင်ဖရာတရားဟောလို့ကြွတန်းဝင်သွားတဲ့ဒကာဒကာမဘယ်နှယောက်ရှိပြီလဲတတိတော်ထင်တာပြောရရင်နာမည်ကြီးဖို့ဝေဖန်ထောက်ပြနေတာလို့တတိတော်ပြန်ဝေဖန်တယ်အမှန်တကယ်ကြွတန်းဝင်အောင်တရားဟောစီခြင်းတဲ့ဒီမန်ပိုင်ရှင်ကိုကြည့်ရတာနတ်ကတော်ဟုတ်ခြင်းဟုတ် မဟုတ်ဘူးဆိုရင်တော့နတ်ကိုကြွယ်တဲ့သူဖြစ်နေမယ်နော်ဘာကြောင့်လဲဆိုရင် တိလရှင်တွေနတ်ပူဇော်နေတာနဲ့ပတ်သက်ပြီးဥစဉ်ပြောဆိုထောက်ပြထားတဲ့ပုထဲမှာနာမန့်ထားလို့ပဲဖြစ်ပါတယ်။ဥစဉ်ကိုပြန်ပြီးဝေဖန်မယ်တဲ့။ဝေဖန်ပါနော်။ဘာကြောင့်လဲဆိုရင်ဥစဉ်လိုတန်မြင်ရယဟန်ကိုမပြောနဲ့။လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားတော်မှဝေဖန်တိုက်ခိုက်ခံရပါတယ်။ဥစဉ်လိုတန်မြင်ရယဟန်တပါဝေဖန်တိုက်ခိုက်ခံရတာဘာမှမဆန်းပါဘူးနော်။သို့တော်လည်းပဲတခုတော့ပြောပါမယ်။ ဗဇက်မှာခဲပြတ်မပါဘူးเนาะပြောပြီးတဲ့အခါကျမှမှားသွားလို့ပါဆိုပြီးပြန်ဖြတ်လို့မရဘူးပြောပြီးပြီဆိုရင်တော့ကန်ကြွေးတင်သွားပြီအဲ့ဒါကိုတော့သိထားဖို့လိုပါတယ်ဦးဇင်းတို့မြတ်စွာဘုရားကဒီကနိကေတိင်္ဂလောဝါဒတုံးမှာမကောင်းမြတ်တာကောင်းရာညှို့လက်အသိဟောကျူးငါဘူးထမှန်နတ်ထံတင်ရာမြတ်တာလဲပြုယဟန်မှု၆ခုလွန်သေးကြဆိုတဲ့အတိုင်း ဒဂရဂမတွေဘာသာရေးနဲ့ပတ်သက်ပြီးအမှားတွေလုပ်နေတာမြင်ပြီးဆိုရင်၁တားမြစ်ပေးရမယ်တဲ့၂ကောင်းတာကိုညွှန်ကြားပြသပေးရမယ်တဲ့၃အစ်စ်အစ်စ်သောတရားဓမ္မတို့ကိုဟောကြားပြသပေးရမယ်တဲ့၄ဟောပြီးသောတရားဓမ္မတွေကိုလည်းပဲလိုအပ်ပါက ပြန်လည်ဟောကြားပြသပေးရမယ်တဲ့၅လက်ပြည်ယောက်ျောင်းမိလန်ကောင်းတွေကိုလည်းပဲညွှန်ကြားပြသပေးရမယ်တဲ့၆ မေတ္တာနဲ့လည်းပဲစောင့်ရှောက်ရမယ်တဲ့နော်တဂါရဂမတွေကိုအဲ့ဒီလိုကျင့်ဝတ်6ပါးနဲ့အညီစောင့်ရှောက်ရမယ်လို့ဟောကြားထားတာဖြစ်တဲ့အတွက်ဤကျင့်ဝတ်6ပါးနဲ့အညီတဂါရဂမတွေအမှားလုံနေတာကိုမှတ်မရအောင်ဦးစင်းကပြောဆိုထောက်ပြတာလေဘာများမှားနေလို့လဲနော်ကျွတ်တန်းဝင်တာမဝင်တာကတော့သူတို့ရဲ့ပါရမီနဲ့သူတို့ရဲ့နှလုံးသွင်းဓာတ်ခံပေါ်မူတည်တယ်ဦးစင်းနဲ့မဆိုင်ဘူး ဦးစင်းကတော့ပြောဆိုထောက်ပြပေးရမယ့်တာဝန်ရှိတဲ့အတွက်ပြောဆိုထောက်ပြပေးတာဖြစ်တယ်။လက်ခံတာမခံတာကတော့သူတို့ရဲ့အပိုင်းပဲဖြစ်တယ်နော်။ဒါကြောင့်မကြည့်ကျင်ဘူးဆိုရင်ကြော်သွားလိုက်ပါ။သူ့မဟုတ်ဘလော့ထားလိုက်ပါ။အကုသို့မပွားပါနဲ့လို့စေရနာနဲ့ပြောပါရစေနော်။အားလုံးပဲမင်္ဂလာပါဦးဇင်းတို့ပုထုဇဉ်တွေဟာနှုတ်ကိုအကုသို့မဖြစ်အောင်ဖိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့သူနဲပါတယ် နှုတ်ကြောင့်ကုသိုလ်ဖြစ်ရတာရှိတယ်လို့နှုတ်ကြောင့်အကုသိုလ်ဖြစ်ရတာလည်းရှိပါတယ်။အပြင်လောကမှာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာအပေါ်မှာပဲဖြစ်ဖြစ် ကြည့်လိုက်ပါ။တဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အယုတ်တအနတ္တတွေနဲ့ဆဲဆိုနေကြတာတွေကိုမြင်တွေ့ကြရပါလိမ့်မယ်။ဥဒံပါဠိတော်သုံးတရီတုံးမှာစစ်မြေပြင်သို့ရောက်သောစင်ပြောင်ကြီးကိုဓာလှန်တို့ဖြင့်ဝိုင်းဝန်းထိုးဆွတကဲ့သို့နှုတ်ကိုမဆောင်စည်းသောသူတို့သည် သူတပားတို့အားနှုတ်လန်တန်ဖြင့်ထိုးဆွကုန်၏ဤကဲ့သို့နှုတ်လန်တန်ဖြင့်ထိုးဆွလာသည်ရှိသောသီးခံရမယ်လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါသည်ဒါကြောင့်မိမိကနှုတ်နဲ့သူတပားကိုဆဲဆူတော့မယ်ဆိုရင်မဆဲဆူခင်မှာဩငါသည်သူတပားကိုနှုတ်လန်တန်ဖြင့်ထိုးဆွတော့မှာပါလားလို့တရိဝင်ပြီးမဆဲပြက်အောင်စင်ကြင်လိုက်ပါအဲ့ဒီလိုစင်ကြင်နိုင်မယ်ဆိုရင် ဝစီကံအကုသို့မဖြစ်တော့ပါဘူးဝစီကံကုသို့ဖြစ်သွားပါပြီအစဲခံရတဲ့တစ်ဖက်လူကလည်းပဲနှုတ်လန်တန်းဖြင့်ထိုးဆွလာမယ်ဆိုရင်တီးခံလိုက်ပါဘာကြောင့်တီးခံခိုင်းတာလဲဆိုရင်မတီးခံဘဲနဲ့မိမိကနှုတ်ကနေရုဒ္ဒအနတ္တတွေနဲ့ဆဲဆိုပြီးပြန်လဲတုတ်ပြန်မယ်ဆိုရင်သူ့လိုပဲဝစီကံအကုသို့ရဲ့စူးကျိုးကိုခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ဆဲတဲ့သူဘက်ကလည်း စင်ကျင်တင့်တယ်လို့အစဲခံရတဲ့သူဘက်ကလည်းစင်ကျင်ပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။